မင်္ဂလာပါဗျာအားလုံးကျမ်းပါပါသည်ချမ်းသာပါသည်ဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုသက်ကြလို့အားလုံးပျော်ရွှင်ပါသည်ကျောင်းကိုဘိုင်ကြီးစုမကောင်းတောင်းပါတယ်ဗျာဒီနေ့က29ရက်7လ2025ပေါ့နော်ဒါဘိုင်သိရှိတဲ့သတင်းအကြောင်းအလေးတွေကို share နဲ့မျှဝေပေးတဲ့အစီအစဉ်ဖြစ်တဲ့အတွက်အစီအစဉ်စားလိုက်ကြအောင်နော်အဲမိုးကုတ်နဲ့မိုးမိတ်ကတက်တော့စစ်ကြောင်းတွေတချို့ကတော့ဝင်ရောက်နေပြီတချို့ကတော့အဲတို့စစ်ကြောင်းကြီးနဲ့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်နေတာဖြစ်တယ်အဲနောက်တချို့ကတော့ရောက်ရှိနေပြီ အဲ့မှာ PDF တော်တော်များများကထွက်ပြေးပြီအေးထွက်ပြေးပြီဘယ်နေရာတွေမှာဘလို့တွေခွက်ခေါက်ကြအောင်မလဲတော့ကျွန်တော်တို့လည်းမသိဘူးစောင့်ကြည့်အောင်မယ်အဲ့မှာဟိုကိုယ်ညီအညီရလေးဗမာတိုက်မှာဘလို့လုံးမှာဆိုတော့ Michael တို့လည်းတော်တော်ရပြီးတော့ပြန်လည်သွားကြပြီလို့တော့ကြားနေရတယ် Michael တို့လည်းပြေးနေကြပြီလို့ကြားရအဲ့တော့ငစီနဲ့ပေါင်းပြီးတော့မှအာသူတို့တို့သူတို့ဘလို့ပြန်ချုပ်ပြီးဘလို့စီပြန်ပြီးတော့မှခေါင်းဖို့ပြန်ပြန်ယူကြအောင်လဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြရတယ်ဒါသူတို့နဲ့သူတို့ကနဲ့သူတို့ကဟောင်းနေကြတာပါ နော်ငစီနဲ့မိုက်ခဲနဲ့သူတို့ပြည်သက်နဲ့သူတို့ကလည်းဟုတ်တယ်ကြားပဲဟိုကောင်တွေကလည်းအဲသူများနိုင်ငံမှာသွားပြီးတော့တနိမ့်ဆန်တို့ကျုံလို့နွားလို့ရုံးကန်ပြီးတော့မှပဲအဲဒါတိုင်းပြည်ဖြတ်စည်းဖို့လောက်ကြဆိုတော့သူကနဲ့သူကတော့အစင်ကိုပြေးနေတာအဲ့လိုရှိတယ်အခုအဲ့မှာဆိုရင်ကျွန်တော်တို့တိုင်းမူအဟောင်းကဗျာဘုံကျုံဘုံကျုံမျိုးမေးထွေးရှိတယ်အဲသူကလည်းပဲတစ်ခါချက်သုံးမှဖြစ်ဘူးလေချက်သုံးမှဖြစ်ဘူးကအခုတော့အဲအတန်နေပလန်နေကြားနေရတော့ဗျာဒါဒါအခုနောက်ကြတော့အစ်တိုင်းမူအစ်ရောက်လာတယ် တိုင်းမသိရောက်လာတဲ့အချိန်ကျတော့အခုဘုံမှုချုပ်ကြော်သူကြပေါ့အခုဆိုသူကမုံရမျိုးပေါ်မှာရှိနေတဲ့အဲတမ်တော်ရဲ့ဆစ်ဆေးရုံနေပါညာအဲသူကလိုင်းရဲ့ဆစ်ဆေးနေတာတွေ့ရတယ်တွေ့ရတော့ဒီတိုင်းမသိကကောင်းမယ်ဆိုလို့ချင်တာဒီကျွန်တော်တို့ဟိုဒီရွှေမျောလေးအဲတော့ဘလို့ဗက်ထုဘလို့ရှင်းလင်းမလဲတော့မသိဘူးပေါ့နော်အကြံဖတ်တွေဒီမှာရှိနေတဲ့အကြံဖတ်တွေဘလို့အပြည့်ရှင်းမလဲအပြောင်းရှင်းမလဲဆိုတာကျွန်တော်စိတ်ဝင်စားနေစောင့်ကြည့်ရမယ်အနေထားရှိတယ် အရင်ဘုံမူကျုံမြုံမဲ့ထွေးရတော့အဲဟိုတော်ကီတော်ကီနဲ့သူလည်း73ဘန်းဖြစ်ဘူးတဲ့73ဘန်းတွေကိုကယ်ဖို့နေတာသူကသူတော့ပါအဲဒီတရားဘာညာရှိတယ်ဗျာအဲ့ဒါကျွန်တော်ကတော့တိတ်မပြောချင်ပါဘူးနော်ကြားပါလိမ့်မယ်တရင်နေရမကြခင်မှာဒါတပ်မတော်ဘက်ကပြောလာပါလိမ့်မယ်နော်ပြောလာပါလိမ့်မယ်တရင်နေမှာတက်လာပါလိမ့်မယ်အဲ့လိုပဲပြောတယ်အဲ့တော့ကျွန်တော်ဗစ်ထုတဲ့အကြောင်းလေးပြောပြရခိုင်မှာဒီကြောက်တော်မျိုးနယ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ဗာကြောင်မိုးရွာရဲ့ဒီကန်ဆောက်တောင်အနီနာပတ်ဝန်းကျင်ကိုဖိထုတွေဗာဖိထုတဲ့အချိန်မှာဒီကျွန်တော်တို့ကြောက်တော်ရဲ့ဖြစ်စဉ်ကလူ920ကျော်လစ်ထားတာเนาะကျွန်တော်တို့စီရဒါပြန်လာတဲ့သူတွေကိုဒါစိကန်ထုတ်ရည်ရည်နဲ့เนาะကန်ထုတ်ရည်ပေါ်မှာဒါအာမီလောင်ဘုံနေဘုံနေချဒရဘုံနေချပြီးတော့မှအာကဲပါပါညာဆိုတဲ့ဥစ္စာတွေအင်းပြန်ပြီးတော့ကိုယ့်နေရာကိုကိုပြန်တဲ့သူတွေကိုဒါတခါတည်းအဲ့မြက်ထမ်းမှမြုပ်ပြီးလောက်ခဲ့တဲ့ရွာတွေပေါ့ဗျာအဲ့ တခြားလုံးအခုအဲ့ဒီမှာဗာပြက်လဲဆိုတော့ဒီနေ့တက်တော့ကားနေပြီးတော့ဒီကြောက်ဖို့ရပါဆိုလို့ချင်းနန်းတက်သိဖရားမှာအဲ့မှာရှိတဲ့အကြံဘက် AD ဒီကိုဒါဖိတ်သူရှင်းနေတာရှိတယ်။နောက်ကြတော့ဒီဗမဲချောင်းလား IG ရွာနဲ့ဒီသောက်တောင်တန်းရဲ့ဒီအရှိဘက်မှာရှိတဲ့အမြောက်တက်ပေါ့သုံးခွန်ပေါ်တိုင်ရင်ရှိတယ်။အဲ့တိုင်ရင်အဟောင်းကအနီးပတ်ဝန်းကျင်ကြီးရှိတဲ့အေးစုဖတ်မှုနေရာတွေရှိတဲ့လိုင်းငန်းတွေကော အကောင်လုံးတက်မတော့ကတစ်ချိန်တည်းမှာဒုံးနေနဲ့အမုံဘုံးနေနဲ့အမုံကျွေးတယ်ဖက်တီအမုံထုတာဗျာတစ်ချိန်တည်းမှာထုတာအဲ့မှာကျွန်တော်ကြားသိရတဲ့ပုံစံကအေးအယောက်60နီးပါးလောက်လက်တယ်လို့ကြားတယ်အယောက်20ကျော်30လောက်ကသူတို့ဒဏ်ရာရရှိကြတယ်လို့ကြားတယ်အဲ့တစ်ချိန်တည်းထုကြလားအာဘယ်လိုလဲဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနေထားရှိတယ်နောက်အဲ့လိုပဲပေါင်းနီးမှာဆိုလဲဒါအာစကန်ကုန်းတစ်ခုတက်မတော့တိမ့်ပိုက်လိုက်တယ်တမအေးဟိုအေးတွေစုဖွဲ့မှုရှိတဲ့စကန်ကုန်းတစ်ခုကို တပ်မတော်ကထိမ့်သိမ်းနဲ့တိမ့်ပိုက်လိုက်တာတွေ့ရတယ်။ပြီးတော့ဒီရှင်းလန်တောင်ဒေတာဘက်ဒီရှင်းလန်တောင်ဘက်ဒီဒေတာတောင်ဘက်ဒီညောင်ကျိုးဘက်ဒီဒါနိုင်ကန်ဘက်ဒီဒါမှရှိနေတဲ့အေရီကိုဒါတပ်မတော်ဒရုန်းတွေနဲ့ဆုံးမနေတာရှိတယ်။အဲမှာလည်းတိုက်ပွဲတွေဒီတိုက်တန်ရှိတယ်။တပ်မတော်ဘက်ကတော့ဒါဒီနေ့ကျွန်တော်ကြားသိရတဲ့အခြေအနေအရတော့အောင်ဝဲတွေတော်တော်ကောင်းတဲ့ပေးစားမှုမရှိဘဲနဲ့အေအေတွေတည်ကြတာကိုကျွန်တော်တွေ့ရတယ်။ပြီးတော့ခွားပဲလဲတောက်လျှောက်ကို အမုံတနက်ကြီးတွေနဲ့ဒီရေတက်ကနေပေါ့တောက်ဆော့ပြည့်နေတာရှိတယ်ကြောက်တော်ဘက်မှာကြောက်ဖြူဘက်မှာလည်းလက်နဲ့ကြီးတွေနဲ့ပိတ်ပြည့်ပြည့်နေတာကိုကျွန်တော်တို့ကြားသိရတာရှိတယ်အဲ့တော့အဲပြီးတော့အဲ့လောက်ပြည့်တဲ့သူတွေခြေထဲမှာလည်း area ဘာကြီးလောက်တလဲဆိုဆိုရရုပ်ဖွဲ့မယ်ထင်ပါတယ်အဲ့ဒီတော့ node ဝန်ထမ်းတွေကိုဒါဖောင်ပြေခေါ်ယူနေတဲ့ဟာတွေလည်းသူတို့ဘက်ကသတင်းထားတာတွေကလည်းတက်လာတာရှိတယ်ပြီးတော့ download ကရေရှိကြ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 ပြည့်ထားမယ်ဆိုတော့အကြောင်းအရာတစ်ခုပေါ့တော့ထူးခြားလာပါပေါ့နော် နေတိုင်းလို့လို့ဒါဗက်တူရှင်းနေဗက်တူရှင်းနေနေမှာဆို AD လဲသွားသူ၄ဘတ်ထောက်ကိုရောက်လာပေါ့။နေမို့ဆိုရင်ထောင်းမြတ်နိုင်ရငါဆိုတဲ့အဟာနဲ့ပဲသူကတက်လို့ကိုဘာမှ view ဆိုင်ကြမလို့ဆိုပုံစံလုံးနေတာတော့တွေ့ရတာပေါ့နော်။ဘာလို့လို့ဆိုနေရတဲ့105မိုင်မှာလဲ AD ရှိတယ်။ထောင်းမြတ်နေရာတွေမှာ A မရှိတဲ့နေရာမရှိပါဘူး။ခုတောင်းအဲတပုံထတောင်းညက်နေတဲ့နေရာတွေပေါ့။အဲတော့ A ရလက်ဆန်းထက်နေတာလား။တက်မလို့ကဘာလုံးမှလဲဆိုတာလဲကျွန်တော်တို့ကပုံပြီးစိတ်ဝင်စားမှုကြီးတယ်။ ော့တောင်တော်ကဖြုတ်တတ်နေကြရင်တော့ကျွန်တော်ခတ်ထအောင်ပါအေးတောင်တော်ကိုးသွင်းတဲ့ခါကျရင်အခုကတောင်တော်ဘက်ကကိုးသွင်းခံရတာဖြစ်တာဘူးနော်အဲကိုးသွင်းခံရတာ14ခု14ခုလောက်သွင်းခံရတာရှိတာဘူးအဲ့ဒါဘယ်ချိန်မှပြန်ပြီးတော့ကိုးဘက်ကပြန်ခြေပါကိုးသွင်းမလဲဆိုတာကိုပဲကျွန်တော်တို့ကအာကြည့်ရမှာဟိုဒါဘောပွဲအနေနဲ့နော်အဲ့လိုမျိုးရှိတယ်အဓိကတော့အေရီယာတော့အဲမော်ဆလင်နေနဲ့ပြီးတော့ထွက်မြေ့နိုင်လဲမော်ဆလင်ကာပြားဖြစ်တာကိုမော်ဆလင်ကာပြားဖြစ်တော့ မောင်းတော့မှမဆလင်းနဲ့ရခိုင်နဲ့တင်းတင်းတောက်ပါသွားနေတယ်ပေါ့။ဘာညာမျိုးတွေကလည်းဖြစ်လာတယ်။အဲဖြစ်လာတော့အဲရခိုင်ပြည်အောင်မဆလင်းပြည်ဖြစ်တော့မယ်ဆိုတာလည်းဒါမလွဲမသွေးနောက်တစ်ချိန်ကြုံလာမယ်အနိဒာရှိတယ်။နော်။ KB နဲ့ပြောမှာဆိုလို့ချင်းဒီမင်းလက်ပတ်မှာဖိထူတာဒီနေ့ဘယ်လက်ဖိထူတော့မင်းလက်ပတ်မှာဒါအင်းင်းမြိုင်တို့နောက်သာထိမဲ့ဝါကီရွာတို့အဲ့ဒီမှာအဲ့နှစ်ခုရွာရဲ့ဂျားထဲမှာလည်းတိုက်ပွဲတွေကတော်တော်ပြင်းထန်နေတယ်။အဓိကဆိုတော့ ဒီ KVE ရဲ့ KIU KLL ရဲ့သူတို့ကတိုင်ဝမ်တွေဖြစ်တဲ့ KIU ကဟိုဘက်ကကြားပြဒီ KVE ရဲ့ကြားဖန်ကိုဟိုတက်သိတဲ့တက်သိပြီးလာပြီးတော့အဲ့မှာလက်လက်ရဒီနေ့အယောက်တရာကျော်သူဒီ KVE ရဲ့အယောက်တရာပေါ့ဒီ KVE ရဲ့အဲဌာနချုပ်ရှိတဲ့ဒီအင်ဂျင်မြိုင်ကိုပြန်ပြီးလွှဲပြီးတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်။ကြားဖန်လည်းဘယ်သူတို့ပြန်လာဖြစ်နေကြတာအဲ KIU ကတော်တော်မောပါတော်ဒီ KVE ပဲပေါ့ဒီ KVE နဲ့ဟိုဘက်ဒီဘက်နဲ့ကြောင်းနဲ့ကြောင်းပုံနေကြတာအမှန်တကယ်တော့ IKIU ရဲ့အဲသူတို့ ။ဟာကနိုင်ငံတကာအထိဖြစ်သွားလို့ကျသူတို့သေဘောဝင်ရတော့မှနိုင်ငံတကာဝင်ဖမ်းတော့မှပြီးတော့ဒီဘက်မှာကြောက်ပြောင်းလဲသူတို့ရဲ့စာချုပ်ထုတ်ထားတဲ့စာရွက်စာတမ်းတွေအကုန်လုံးထုတ်ပြနေ။ထုတ်ပြနေပြီးတော့ဒါ government ဟို G2G ဆိုတဲ့ government က government ပေါ့သူကဒါအစိုးရချင်းချိန်ဆက်ပြီးတော့ဒါဒါဒါပါဆိုဒီအားတွေကိုတက်တည်တိုင်းတွဲပြောင်းလဲအဲ့ကောင်တွေက KU ဆိုတာကဒါတပုံနေပြီ။တပုံနေတဘုံနေသောတောင်းကျမ်းသူတွေဆိုတော့တမ်းပြီးလွယ်ပြီးလက်တမ်းပြီးတိုက်ဟိုကလာဖမ်းသွားလိုက်မယ်တယောက်ကတရားဆိုတယောက်ကဖမ်းမယ်အမေရိကန်ဆိုတော့အမေရိကန်ဖမ်းလိုက်မယ် အခုကအမေရိကန်နဲ့မြန်မာနဲ့ကလည်းတော်တော်ချစ်ကြည်တော်တော်ကောင်းတယ်။ဘောမှာရှိတဲ့အမေရိကန်နိုင်ငံမှာရှိနေတဲ့သူတွေကိုပြန်လို့မှန်သောဒီဘက်ကဗိုလ်ချုပ်ဆော်မင်းတို့ကမဆိုင်မတော့ကြိုးဆိုပါတယ်ဆိုလာတာ။ဟာလာပြခေါ်ပါပဲလာဖို့တော့လက်ခံပါတယ်။လာခေါ်ဆိုလဲလာခေါ်မှအဲ့လိုမျိုးရှိတယ်။ဒါမြန်မာဘက်ကတော်တော်လိုက်ရောတာပဲသိရမှာ။ဘောမှာရှိတဲ့အကြံဖက်တွေပါလာလဲအကြံဖက်လဲထောက်ချမယ်ပေါ့နော်။အကြံဖက်လဲရေးယူမယ်ပေါ့ဒါမျိုးတော့ရှိတယ်။ စင်ကူဘက်မှာဆိုလို့ရှိရင်ဒီဘယုံကုန်းကျွတ်မှာရှိတဲ့ဘုံကြောက်ကိုတက်မလောကနေတော့ဒါဘက်သူရှင်းနေတာရှိတယ်ဘက်သူရှင်းနေတာတော့ jet နဲ့စီးနေပေါ့နှစ်ကြိမ်ရှင်းနေလိုက်တယ်အဲ့ဘုံကြောက်ထဲမှာရှိတဲ့ PDF အကြဖက်တွေနဲ့စုဖွဲ့အစုဖွဲ့အကုန်တော်တော်များများလစ်တာမှာ5980လောက်လစ်တယ်လို့ကျွန်တော်ကြားသိရတာရှိတယ်5980လောက်မှာကောက်လစ်တယ်လို့ကြားသိရတာရှိတယ်အဲ့ဒါတွေပြီးသွားပြီလားမဟုတ်အဲ့နှစ်ကြိမ်ထုတ်လို့ပြီးသွားပြီလားဆိုတော့နောက်တစ်ခေါက်နောက်တစ်ခေါက်အဲ့ပင်လေကြီးရွာရဲ့နောက်က ဟောလဲရှောက်ပင်ရွာအဲအဲ့ရွာရဲ့နောက်ကဂျန်ပြည့်ရွာမှာရွာရဲ့အဲ့သုံးခုဖိထုတာအဲ့လိုပဲဟိုချက်နှစ်စီနဲ့လာတယ်လာပြီးတော့နှစ်ကြိမ်ထုချတယ်တော်တော်သေးတာပဲတော်တော်သေးတာပဲအဲစင်ကူဘက်ကလည်းတော်တော်သေးမရေရတွေကမရေရလည်းတက်ဘလော့ကအကုန်လုံးပိုက်ပြီးပြီးတော့အိတ်တက်ထိပ်ပြီးစင်ကူမှလည်းအကုန်တချို့ဒါအကြမ်းမဲ့ရှိတဲ့ရွာတွေကိုတောက်လျှောက်ရှင်းနေတာရှိတော့အခုကစင်ကူမရေရအကုန်တောက်လျှောက်လုံးကတက်ဘလော့ကအကုန်လုံးဆုံးမွေးပြီးသားဖြစ်တယ် လမ်းကြောင်းတစ်ချောင်းလုံးလဲတက်မလို့ကစုံမှုပြီးတာဖြစ်တယ်အဲဒီမိုးကုတ်ပြီးတော့လို့ရှင်တော့ PDF တွေပေါ်လာဆုံးပြီသူတို့ဘယ်လိုပြင်းမလဲဒီစကိုင်းတိုင်းတိုင်းမှာမွေဖို့ရှိတယ်စကိုင်းတိုင်းတိုင်းမှာမွေဖို့ဆိုစကိုင်းတိုင်းဘက်ကတိုင်းဘူးလားအဲအဲ့ဒါပဲတန်တဲ့သတိထားမှာဘာဖြစ်ဆိုစကိုင်းတိုင်းမှာကရွှေမျောတွေကလည်းယနေ့ချိန်တည်းကတာတာရရပဲအဲ့ရရတဲ့ပဆိုင်တိုင်းချမ်းသာနေကြဘသူတွေချမ်းသာလဲတော့မသိဘူးမပြောနေတော့ပါဘူးအဲ့ဒါဆာရဖားလိုက်ပါလိမ့်မယ်နော်ရွှေမျောတွေကအခုမှဒါတက်မလို့ကဖိတူရှင်းနေတာအခုမှအခုမှ အာမကြသေးခင်ရက်ကမှနှစ်ကြိမ်ရှိသွားပြီပေါ့နှစ်ကြိမ်ရှိသွားပြီရှင်းနေတာနောက်တဲ့ရွှေမျိုးတွေကအများကြီးပဲရွှေမျိုးတွေပေါ်တင်းလုံနေတာအများကြီးပဲမော်လိုက်ကလေးမှရှိတဲ့ရွှေမျိုးတွေဆိုကြောက်ကမန်းလီလီတွေဒါနှစ်ကိုပေါက်တော့အောင်ဘလောက်ဘတန်နဲ့ကာလာလောက်ထိပေါက်ရတယ်တလဲတော့မပြောတတ်တော့ဒါမှမော်လိုက်ကလေးဆိုဒီနေ့မော်လိုက်ကလေးရဲ့ရွာအနီးမှာရှိတဲ့အကြံဖက်တွေရဲ့အဲစကန်ကုန်းတစ်ခုဆိုဒီနေ့တိမ့်ပိုက်လိုက်တာရှိတယ်နော်ဒီနေ့တိမ့်ပိုက်လိုက်တာရှိတယ်နောက်တော့ဘလို့ဆက်ပြီးတော့တိမ့်ပိုက်မလဲဆိုတာကျွန်တော်ကြည့်ရမှာပေါ့ ီကချင်ပြည်နယ်ဘက်မှာဆိုဒီပူတာဟိုဆိုလို့ချင်းတန်ကြားရအနီးမှာအာဒါ KIA ရဲ့စကန်ကုန်းတခုကိုတောင်းတော့ကထိတိနိုင်တယ်လို့ကျွန်တော်ကြားသိရရှိတယ်အဲအဲ့မှာဆိုရင်နောက်ကဖာကတ်မှာလည်းထိုးနေလကောင်ဖာကတ်မှာလည်းပဲအဲပွဲတွေကနေတယ်ပွဲတွေကနေနေမီတွေရှင်းနေအဲဝိုင်းမော်ဘက်လည်းလက်မြန်ရွာဘက်မှာလည်းပွဲကတယ်လေချောင်းတွေလည်းဒီနေ့ဖိထုတာပဲညောင်ဝင်းသာစကန်ဘက်ကလည်းဖိတိထုတာပဲနော်အဲလက်နေကြီး drone တွေကတော့တောက်လျှောက်ဆွဲတာတွေ့ရတယ်နောက်ဗမော်မှာဆိုလို့ချင်းတဲ့ဒီ နန်ဖာအင်ဒေတာမှာနန်ဖာနန်ဖာအင်ဒေတာအဲ့မှာဆိုလို့ရှိရင်လည်းဒါ KIA ရဲ့စကန်3ခုတောင်ဒါတက်မလောက်ကထိမ့်နေလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်။နောက်အဲ့မှာတစ်ဆောင်လုံးတွေ့ရတယ်။နောက်တနင်္လာနေ့တိုင်းပဲဆိုဒီတေးပြီးရောတနင်္လာနေ့တိုင်းကကျွန်တော်ပြောတဲ့တိတ်ယူအားမပေါ့ဘူးဘယ်အဲမော်ဒယ်မော်ဒယ်ပါပါပြီအဲမော်ဒယ်တော့ဘယ်နှစ်လောက်ကြာမှတိုင်မှာလဲကြည့်အဲအဲဒီတိုင်ကိုအဲ့မှာရှိနေအဲ့ဒါရမတိုက်တော့အဲတိုင်ပဲဖြစ်သွားတယ်တဲပြီးတော့အနေမှာတော့ဒါတက်မတော်ဟိုနေ ကောင်းတော့ကဒီရန်သူနေရာလေးတစ်ခုပေါ့အဲ့ဒါကိုတိမ့်ပိုက်လိုက်တာတော့ရှိတာပေါ့လူနည်းနည်းလေးပါပဲတဲပြီးရွာနဲ့မောတောင်တော့ပါတိမ့်မဝဲဘူးလို့ကျွန်တော်တို့အဲ့နေရာကြားသိရတာရှိတယ်မိုင်ရလည်းတိမ့်မဝဲတော့ဘူးလို့ကြားသိရတာရှိတယ်၅မိုင်လောက်ရှိတာပါလားသိသူတို့ပြောတဲ့စကားကိုကျွန်တော်ပြန်ပြောပြတာပေါ့နော်အဲမော်တော်ပါပါရမော်တော်ကိုပြန်တိုက်လာမတိုက်လာတော့လဲကျွန်တော်ကိုချင်းဒီတထင်းရတော့အဲ့ဘက်ကမသိရဘူးအရင်တော့တော့ပြောတယ်အခုကငင်းငင်းနေအဲ့နေရာအေးလို့ပဲ အဆင်ပြေတော့လို့အဲ့လိုပဲပြောမယ်။နောက်တီးတိမ်ဘက်ဆိုလည်းအဲဇောင်းကောင်းရလား။ဇောင်းကောင်းရအနီးမှာရှိတဲ့အကြမ်းဖက်စခန်းကိုတောင်းတော့ကထိမ့်သိမ့်လိုက်တာကိုတွေ့ရတယ်။တစ်ဖက်အကြမ်းဖက်တီမှာကတော့အာဘလူတွေပြောနေလိုက်ဆိုတော့တီးတိမ်ရမဟုတ်ဘူးပါ။ဒါတောင်းတော့အထိုင်စခန်းလေးကိုဟိုတောင်သူဝင်ရောက်တိုက်ခိုက်လိုက်တယ်ဟောတိုက်ခိုက်လိုက်တဲ့အဲပြလိုက်တဲ့လက်နက်တွေကတိုင်ရင်တင်းစားတော့ထုတ်ပြ။ယူဒီဘောင်းဒီဘောင်းတဲ့သူရှိတဲ့ကြအကုန်ထုတ်ပြလက်တက်တွေရောသူတို့ကဒါအကုန်ပဲဆိုသူတို့ကရှိတဲ့ဟာတွေအကုန်ထုတ်ပြ အလုပ်တော့ရှိတယ်။ဒါလေးကြလို့တယ်သူတို့ဘက်ကပြတဲ့ဟာကြီးရည်ကျင်တယ်ဗျ။ဒီဘက်ကလူတွေကအကုန်သိနေတော့ဟိုဟိုတခါလေးကြလို့တယ်သဘောကျတယ်ဟာတာရောရည်ရလေးဖြစ်တယ်။သူတို့လည်းရုပ်ရှင်ရိုက်တာလေးတွေကိုနည်းနည်းစိတ်ဝင်စားလာပြီလို့ကျွန်တော်အနေနဲ့တုံးသက်ရတယ်။နောက်ဒီပလန်းဆိုလည်းဟွာရဲရွာမှာဆိုလည်းအနီးမှာရှိတဲ့အကြမ်းဖက်စခန်းတစ်ခုတက်တော်ကထိမ့်သိမ့်လိုက်တာကိုကျွန်တော်တွေ့ရတယ်။နောက်အဲတက်တော်ဒါနိုင်ကြီးနိုင်တဲ့နေရာတွေပေါ့ဗျာ။တချို့နေရာတွေမှာဗာပြက်လဲဆိုတော့ မိုင်းဆွဲခံရတာရှိတာပေါ့နော်ကားမိုင်းဆွဲခံတာရှိတယ်အဲဒါမျိုးလေးတော့တောင်းတော်နေနဲ့တရိပ်ထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်နေနဲ့ပြောချင်တယ်အဲမကြအခုကလည်းရာသီဥတုကအေးလာပြီဖြစ်တဲ့အတွက်ကျမ်းမာရေးနဲ့ကူဆိုင်ကြဖို့မျှော်လင့်ပါတယ်အားလုံးလူသားပြည့်ပါစေတောင်းဖို့ပိုင်ရန်ကိုဆုမ